2025ခုနှစ်မေလ29ရက်မနက်ခင်းမှာ Outer Hebrides အနီးရှိမြောက်အတလန်တိတ်သမုဒ္ဒရာဟာတည်ငြိမ်ပုံပေါက်နေပါတယ်။ဒါပေမဲ့ဒီတည်ငြိမ်မှုနောက်ွယ်မှာတင်းမာတဲ့အခြေအနေတစ်ခုဖြစ်ပေါ်နေပါတယ်။ AIS အချက်ပြမှုမရှိဘဲရေဒါမှာမှုံွားတဲ့အချက်လက်တွေနဲ့ရင်းနှီးနေတဲ့တင်းမောကိုယ်တွေပုံရိပ်တစ်ခုဟာရေပြင်မှာအရေးတစ်ခုလို့လှုပ်ရှားနေပါတယ်။ဗြိတိရှားတော်ဝင်ရေတပ်ရဲ့ HMS Dragon ကပထမဆုံးတွေ့ရှိခဲ့ကပြောင်လဲတဲ့မိခိုးရောင်သင်းမောတစ်စီးဖြစ်ပါတယ်။ ဲ့ဒီတင်မော့ဟာဗြိတိရှရေပိုင်တဲ့ရဲ့အဆုံးမှာလှည့်ပတ်နေပါတယ်။ဒီတင်မော့က Yuri Ivanov ဖြစ်ပြီး Electronic ထောက်လှမ်းရေးနဲ့အချက်ပြမှုဖမ်းယူမှုအတွက်ဒီဇိုင်းထုတ်ထားတဲ့ Russia AGI အဆင့်တရှူတင်မော့တစ်စီးဖြစ်ပါတယ်။ Yuri Ivanov ဟာနိုင်ငံတကာရဲ့အကြီးဆုံးလေကြောင်းရန်ကာဝယ်ရေးလေ့ကျင့်မှု Formidable She ပြီးဆုံးပြီးရပိုင်းအကြံမှာဒီနေရာကိုရောက်လာခဲ့တာပါ။အဲ့ဒီလေ့ကျင့်မှုဟာဒီဒေတာတဝိုက်မှာပြီးဆုံးခဲ့ပြီး Yuri Ivanov ဟာဗြိတိန်ရဲ့တီးတန့်စီးပွားရေးဆောင်ရဲ့အဆုံးမှာလှည့်ပတ်နေပါတယ်။ ယူရီအိုင်ဗန်နော့ကနိုင်ငံတကာရဲ့တရုတ်ဖော်ဒုံးကျည်ပြစ်လွှတ်မှုတွေရေဒါစမ်းသပ်မှုတွေနဲ့ပူးတွဲဆက်သွယ်ရေးလေ့ကျင့်မှုတွေရဲ့ကြံရိုက်ခဲ့တဲ့အချက်လက်တွေကိုစစ်ဆေးရှာဖွေနေပုံရပါတယ်။ဒါပေမဲ့တော်ဝင်ရေတပ်ကယူရီအိုင်ဗန်နော့ကိုလစ်လျူရှုမထားပါဘူး။ HMS Dragon ရဲ့ Bridge အပေါ်ကနေတိုက်ခိုက်ရေးအချက်လက်စင်တာအထိအခြေအနေတွေဟာပြောင်းလဲသွားပါတယ်။ HMS Dragon ဟာလှုပ်ရှားမှုကိုဖြည်းဖြည်းချင်းနဲ့တမင်သက်သက်ပြောင်းလဲခဲ့ပါတယ်။ ိုက်ခိုက်ရေးချက်လက်စင်တာတွေမှာတိတ်ဆိတ်မှုကိုဖြိုခွဲတဲ့တည်ငြိမ်တဲ့အတန်တစ်ခုထွက်ပေါ်လာပါတယ်။ Surface Content Baron 302, Speed Minimal, Lightering Pattern Confined, Non Needle Vessel တာဝန်ရရှိကခေါင်းတစ်ချက်နှိပ်ပြခဲ့ပြီးသင်းမောပေါ်ရှိလူတိုင်းကဒါဟာဘာကိုဆိုလိုလဲဆိုတာကိုနားလည်ခဲ့ပါတယ်။ဒီသင်းမောဟာဗြိတိရှ်နယ်မြေရေပိုင်တဲ့အပြင်ဘက်မှာနိုင်ပေါင်းများစွာရပ်တန့်နေခဲ့ပြီးဖြည်းဖြည်းချင်းမျောနေခဲ့ပါတယ်။ ် HMS Dragon Ball ကရာရှိတွေကမှန်ပြောင်းကြည့်ရင်အမှတ်သားတွေကိုအတည်ပြုခဲ့ပါတယ်။ Yuri Ivanov ရဲ့အချိန်ကရောက်ရှိလာမှုဟာတိုက်ဆိုင်မှုမဟုတ်ပါဘူး။လွန်ခဲ့တဲ့82နှစ်ကြာကြာကပဲ DJ ပိုင်တဲ့ area ဟာနိုင်ငံတကာရဲ့စစ်စင်ရေးတွေအတွက်အဓိကနေရာတစ်ခုဖြစ်ခဲ့ပါတယ်။ American ဖြတ်သင်းမော်တွေ၊ဥရောပ Frigate သင်းမော်တွေ၊ Radar ညှိနှိုင်းမှု၊ Amscrit လောက်ထားတဲ့ထုတ်လွှင့်မှုတွေနဲ့ရှုပ်ထွေးနေကြတာပါ။ ယူရီအိုင်ဗန်နော့ဖ်ကဖမ်းနားထောင်နေခဲ့မယ်ဆိုရင်အဖိုးတန်အချက်လက်တွေကိုရယူထားနိုင်ပါတယ်။အခုတော့ဘာမှမဖြစ်သလိုတိတ်ဆိတ်စွာရပ်တန့်နေပါတယ်။စီဗစ်ဘာလေကြောင်းရန်ကာဝေးရေးစနစ်နဲ့ကမ္ဘာပေါ်မှာအဆင့်မြင့်ဆုံးရေဒါစနစ်တွေထဲကတစ်ခုကိုတက်ဆင်ထားတဲ့ British Type 45ဖြတ်သိမ်းမော်ဟာယူရီအိုင်ဗန်နော့ဖ်အနာကြီးကတ်လာခဲ့ပါတယ်။ရင်ဆိုင်မှုမဟုတ်ဘဲစောင့်ကြည့်ပေါ့ပါ။မနက်9:15မှာ HMS Dragon ရဲ့ Marlin MK2 ရဟတ်ယာဉ်တစ်စင်းစတင်ပြန်တန်းခဲ့ပါတယ်။ သူ့ရဲ့မရှင်ကယူရှင်ပါတယ်ခွင့်ပြုချက်မရှိတဲ့ရုရှားသင်္ဘောယူရီအိုင်ဗန်နော့ဖ်ကိုလေကြောင်းထောက်လှမ်းရေးလှုံ့ဆော်မှုပါအပေါ်ကနေမာလင်ဟာသင်္ဘောကိုပတ်ပြန်တမ်းပြီးဗီဒီယိုဖိုင်တွေကိုရိုက်ကူးတာအီလက်ထရောနစ်ထုတ်လုပ်မှုတွေကိုစစ်ဆေးပါတယ်သင်္ဘောပေါ်မှာတော်ဝင်ရေတပ်ရဲ့အီလက်ထရောနစ်စစ်ဆင်ရေးအဖွဲ့တွေကရေဒါအချက်ပြမှုတွေကိုစောင့်ကြည့်ုံနေမှာပဲယူရီအိုင်ဗန်နော့ဖ်ကရုရှားကိုထောက်လှမ်းရေးအချက်လက်တွေပြန်လည်ထုတ်လုပ်ဖို့အသုံးပြုနိုင်တဲ့လှိုင်းနှုန်းတွေကိုနားထောင်မှု passive listening gear တွေကိုစတင်အသုံးပြုခဲ့ပါတယ် အမြင်အာရုံတည်ပြမှုရရှိပြီးနောက်အီလက်ထရောနစ်ခြေရာခံမှုမှတ်တမ်းတင်ကလှုပ်ရှားမှုလှုပ်ဆောင်နေကြပါတယ်။ဒါပေမဲ့ HMS Dragon ပေါ်မှာတင်းမာမှုဟာဘယ်တော့မှညော့မသွားပါဘူး။ Yuri Ivanov တင်းမောဟာ DJ ပိုင်းထဲမှာပိုချာရှည်လက်ပတ်နေသည်မျှစစ်ရေးဖြစ်ရတခုဖြစ်ပေါ်နိုင်တဲ့အန်ဒီယေတာမကတန်တမန်ရေးရာဖြစ်ရတခုကိုပါပုံမကြီးထွားလာပါတယ်။ဗြိတိရှားတော်မရတဲ့ရဲ့ညွန်ကြားချက်တွေကရှင်းပါတယ်။အစဉ်အဆက်မပြတ်စောင့်ကြည့်မှုကိုထိန်းသိမ်းပြီးအမိန်ပေးမှတိုက်ခိုက်ဖို့ပါ။ ယူရီအိုင်ဗန်နော့ဖ်ဟာတင်မောသားတွေဟာ VHF ရေဒီယိုရေဒီယိုခေါ်ဆိုမှုတွေကိုဘာမှတုံ့ပြန်ဖို့ကြိုးစားမှုမရှိခဲ့ပါဘူး။သကလုံးဆက်သွယ်ရေတောင်းသွားလာမှုရည်ရွယ်ချက်တွေကိုအကြောင်းမပြန်ဘဲတိတ်ဆိတ်နေပါတယ်။24ရက်ထက်ပိုကြာတဲ့အချိန်တွင် Type 45ဖြတ်သိမ်းမောဟာရေဒါနဲ့အမြင်အာရုံဆက်သွယ်ကိုထိန်းထားခဲ့ပြီး Ivanov ရဲ့လှုပ်ရှားမှုတိုင်းကိုပုံတူလိုက်တံပြီးသူမရဲ့လှည့်ပတ်မှုလှည့်လည်မှုတိုင်းကိုစောင့်ကြည့်ခဲ့ပါတယ်။ ပြီးတော့တိတ်ဆိတ်စွာရုရှားသင်းမောဟာလမ်းကြောင်းပြောင်းလဲခဲ့ပြီးအာတိတ်ရေပိုင်တဲ့မြောက်ဘက်သို့ဦးတည်သွားခဲ့ပါတယ် HMS Dragon ဟာသင်းမောတပ်ဖွဲ့တွေမှာအထင်ရှားဆုံးသင်းမောမဟုတ်ပေမဲ့ Darren Class Type 45ဖြတ်သင်းမော6စီးတဲ့ကတစည်းအနေနဲ့ဗြိတိရှ်သင်းမောတပ်ဖွဲ့ရဲ့နောက်ဆုံးမောဤပညာကိုကိုးစားပြုပြီးလေကြောင်းရန်ကာကွယ်ရေးအတွက်ရည်ရွယ်တည်ဆောက်ထားတဲ့ electronic ရောင်တွေကိုထိန်းချုပ်ဖို့ဒီဇိုင်းထုတ်ထားတာပါ HMS Dragon မှာရှိတဲ့ C Viper ဟာသင်းမောရဲ့အာယုံခံကရိယာတွေဒုံးကြီးတွေနဲ့ အမိန်ဘေး software တွေကိုချက်ချင်းဆိုသလိုဖျက်ဆီးတဲ့အဆင့်မြင့်တိုက်ခိုက်ရေးစနစ်တခုပါဒီရဲ့အဓိကချက်က Samsung Radar ဖြစ်ပြီးရွက်တိုင်ထိပ်မှာလှည့်ပတ်နေတဲ့ဆက်လုံးပုံသဏ္ဍာန်ဟာပင်လယ်ပြင်မှာပြန်တန်းနေတဲ့ဒုံးကျည်တွေကနေမိုင်250အကွာမှာရှိတဲ့လေယာဉ်တွေထိပစ်မှတ်ပေါင်း1000ကျော်ကိုတပြိုင်တည်းခြေရာခံနိုင်ပါတယ် CVB ဟာ Aster 15နဲ့ Aster 30ဒုံးကြီးတွေနဲ့လက်နက်တက်ဆင်ထားပြီးနှစ်မျိုးလုံးဟာအတန်ထက်မြန်တဲ့အမြန်နှုံးနဲ့ချိန်ချောက်မှုတွေကိုဖမ်းယူရရှိနိုင်ပါတယ်။ ဒါပေမဲ့ HMS Dragon ဟာဒုံးကြီး platform တစ်ခုထပ်ပို့ပါရယ် HMS Dragon ဟာ electronic ခံတက်တစ်ခုပါမကြသေးခင်ကအဆင်ပြေတင်မှုတွေက HMS Dragon ကိုရန်သူရဲ့ radar နဲ့စက်သွယ်ရေးကိုသိရှိဖမ်းယူဖို့အနောက်ရှက်ဖြစ်စေဖို့စွမ်းရည်ရှိတဲ့နောက်ဆုံးပေါ် electronic စစ်ဆင်ရေးစနစ်တွေနဲ့တပ်ဆင်ပေးထားပါရယ် HMS Dragon ရဲ့သင်္ဘောသားအဖွဲ့ဟာအကြမ်းမြင့်သင်္ဘောသား190ခန်းဖြစ်ပြီးရေချောင်းသွားလာမှုလက်နက်စနစ်တွေနဲ့ထောင်လင်းရေးစုဆောင်မှုမှာကြွမ်းကျင်သူတွေပါ ယူရီအိုင်ဗန်နော့ပေါ်ထွက်လာတဲ့အခါဌာနတိုင်းကသူတို့ရဲ့အခမ်းအနားကိုသိရှိခဲ့ပါတယ်။ပြီးတော့မထင်မှတ်ထားတဲ့အရာတစ်ခုလည်းရှိပါတယ်။ Marlin MG2 ရဟတ်ယာဉ်မှာမြန်ဆန်ပြီးဘတ်ဆောင်သုံးနိုင်ကအာယုံခံကရိယာတွေနဲ့ပြည်နေတဲ့ဒီရဟတ်ယာဉ်ဟာ Dragon ရဲ့အများအမြင်အာယုံကိုမိုးကုတ်ဆက်ဝိုင်းထက်အလှမ်းဝေးတဲ့နေရာထိတိုးချဲ့ပေးပါတယ်။ဒီတိုက်တိုက်ထိတ်တိုက်တွေ့ဆုံမှုဟာတနက်တစ်ချက်မှမပြစ်ဘဲပြီးဆုံးသွားခဲ့ပေမဲ့ HMS Dragon Ball ကသင်္ဘောသားတွေအတွက်သတင်းစကားကရှင်းပါတယ်။ ခင်မီစစ်ပွဲမှာမြင်နိုင်စွမ်းဟာတခါတရံတိုက်ခိုက်မှုထက်ပိုအားကောင်းပါတယ်။မာလင် MK2 ဟာရိုးရှင်းတဲ့လေကြောင်းစောင့်ကြည့်ရေးကိရိယာတခုမဟုတ်ပါဘူး။သူ့မှာအစင်းမြင့်ရှာဖွေရေးရေဒါ Sonar Biax Electronic ထောက်လိုင်းရေးကိရိယာတွေနဲ့ရင်ငုံသင်းမောဖြတ်တဲ့ Torpedo တွေတောင်ပါဝင်ပါတယ်။အဲဒီမနက်မှာ HMS Dragon ကသူ့မရဲ့ရဟတ်ရင်ကိုလွှတ်တင်လိုက်တဲ့အခါသင်းမောရဲ့အခြေအနေသိရှိမှုဟာမိုင်းတရာကျော်ထိချက်ချင်းတိုးချဲ့သွားပါတယ်။ ရိုးရိုးရှင်းရှင်းပြောရရင် Dragon ဟာ Yuri Ivanov ကိုခြေရာခံရုံနဲ့မကပဲမှတ်တမ်းတင်ခွဲချမ်းစိတ်ဖြာနေပြီးတော့တိုက်ခိုက်ဖို့အတွက်ပြင်ဆင်နေတာပါဒီရုရှားသင်္ဘောဟာလည်းတန်ကြီးတက်နေတဲ့သင်္ဘောဟောင်းတစ်စီးမဟုတ်ပါဘူး Yuri Ivanov ဟာ AGI Auxiliary General Intelligence သင်္ဘောဖြစ်ပြီးရုရှားရဲ့ခင်မီချက်ပြထောင်လိုင်းရေးသင်္ဘောတပ်ဖွဲ့ရဲ့အစိတ်ပိုင်းတစ်ခုပါရုရှားရဲ့တပ်ရဲ့ပင်လယ်သုတေသနညွှန်ကြားမှုဦးစီးဌာနကလေပတ်တဲ့ဒီသင်္ဘောရဲ့မရှင်ဟာတိမ်မွေ့ပြီးဖြူဟာမြောက်ပါတယ် စင်စက်မပြတ်တိတ်ဆိတ်စွာအချက်လက်စူးစမ်းမှုဖြစ်ပြီးအကျိုးဆက်တွေမပြနိုင်မချင်းသူ့ရဲ့အရေးပါမှုကိုမမြင်နိုင်တဲ့မျိုးစားပါဒီ demo တွေမှာ radar ထုတ်လွှင့်မှုတွေ radio ဆက်သွယ်ရေးတွေဂျိုတုထုတ်လွှင့်မှုတွေနဲ့စစ်ရေးအချက်ပြမှုတွေကိုတော့ဖမ်းယူနိုင်တဲ့နောက်ဆုံးပေါ် signic ကရိယာတွေတက်ဆင်ထားပါတယ် Ivanov ဟာပိုင်နက်ကန့်သက်ထားတဲ့ရေပိုင်နက်ကိုချိုးဖောက်ဖို့မလိုအပ်ပါဘူးနားထောင်မှုလုံလောက်အောင်နီးကပ်နေဖို့ပဲလိုအပ်ပါတယ်ပြီးတော့မေလ29ရက်မှာ ယူရီအိုင်ဗန်နော့ဖာအလွန်နီးကပ်လာခဲ့ပါတယ်။ယူရီအိုင်ဗန်နော့ရဲ့ရောက်ရှိလာမှုဟာဗြိတိရှားတော်ဝင်ရေတပ်အတွင်းချက်ချင်းသတိပေးချက်တွေဖြစ်ပေါ်စေခဲ့ပါတယ်။အိုင်ဗန်နော့ဟာ formidable ရှိလေ့ကျင့်မှုတိုက်ရိုက်တွန်းကြီးပြစ်လွှတ်မှုတွေနဲ့အဆင့်မြင့်ပြစ်မှတ်ထားတဲ့အခြေအနေတွေပါဝင်တဲ့နိုင်ငံတကာရဲ့ကြီးကျယ်တဲ့လေ့ကျင့်မှုပြီးဆုံးပြီးနောက်မကြာခင်မှာပဲရောက်ရှိလာခဲ့ပါတယ်။ဒီလေ့ကျင့်မှုမှာဗြိတိန်၊အမေရိက၊ဂျာမနီနဲ့နယ်သာလန်တို့ရဲ့တပ်ဖွဲ့တွေစုတည်ပြီးသူတို့ရဲ့အလွန်အရေးကြီးတဲ့နည်းပညာတွေကိုအသုံးပြုခဲ့ပါတယ်။ စိတ်နစ်တင်မောတစည်းရဲ့ရုတ်တရက်ပေါ်ထွက်လာမှုဟာတိုက်ဆိုင်မှုမဟုတ်ပါဘူး။ဒါဟာတမင်တသက်ထောင်လိုင်းရေးစုဆောင်မှုတစ်ခုပါ။ယူရီအိုင်ဗန်နော့ဟာဒီလိုမစ်ရှင်အတွက်ဒီဇိုင်းထုတ်ထားတာပါ။တရဝင်းရေကြောင်းနယ်နမိတ်အပြင်ဘက်မှာလှည့်ပတ်နေပြီးရေရေဒါလှိုင်းပုံစံတွေဒုံးကျည်တိုင်းတာမှုတွေလေရင်နဲ့စစ်တင်မောတွေကြားကဆက်သွယ်ရေးပါဝင်အရာအလုံးကိုမှတ်တမ်းတင်ဖို့ပါ။ဒီလိုလေ့ကျင့်မှုတစ်ခုကနေရယူထားတဲ့ဒစိမ့်တစ်ပိုင်းအချက်လက်တွေတောင်မှ ရုရှားခွဲခြမ်းစိတ်ဖြာသူတွေကနိုင်ငံတကာစနစ်တွေကိုအနာဂတ်ပြည်ပခန့်တွေမှာလှည့်စားဖို့ဒါမှမဟုတ်အနှောက်အယှက်ဖြစ်စေဖို့ reverse engineering လုပ်နိုင်ပါတယ်။ဒါကြောင့် HMS Dragon က Yuri Ivanov ကိုတွေးလိုက်တဲ့အခါဗျူဟာမြောက်ရင်ဆိုင်မှုတစ်ခုပါပဲ။သင်္ဘောနှစ်စီးဟာအချက်ပြမှုတွေနဲ့အာယုံခံကရိယာတွေရဲ့တိတ်ဆိတ်တဲ့အပြိုင်မှုမှာပိတ်မိနေပါတယ်။နိုင်ငံတကာရေးပိုင်တဲ့ထက်မှာ realities စစ်တူရင်ပြိုင်ပွဲတစ်ခုပါ။ပြီးတော့အန်ရယ်ဟာလူများထင်တာထက်ပိုများနေပါတယ်။ ဒီပင်လယ်ဧရိယာဟာဗျူဟာမြောက်ယုံတွေမှာပဲအရေးပါပါတယ်။ဥရောပရဲ့အင်တာနက်အသွားအလာအများစုဘဏ်လုပ်ငန်းရောင်းဝယ်ပြီးပြီးတော့စီရေးအချက်အလက်တွေကိုတော့တည်ဆောင်တဲ့ Atlantic ဖြတ်ကျော် Fiber Optic Cable တွေဖြတ်တန်းနေပါတယ်။ဒီပင်လယ်ပြင်ကိုပြည်တင်ရဲ့ Nuclear Vanguard Clax ရင်းကုန်သင်္ဘောတွေရဲ့ Force Lane ရေတပ်စခန်းရေချောင်းဝင်ပေါက်အဖြစ်လဲဆောင်ရွက်ပါတယ်။ Formidable C2025 လေ့ကျင့်မှုဟာပူးတွဲလေကြောင်းနဲ့ဒုံးကျည်ကာဝေးရေးစနစ်တွေကိုစမ်းသပ်ဖို့အထူးဒီဇိုင်းထုတ်ထားတာဖြစ်ပြီး F35 တိုက်လေယာဉ်တွေ Aegis တပ်ဆင်ထားတဲ့ဖြတ်သင်းမော်တွေတကယ့်အချိန်တုံးကြီးခြေရာခံကွန်ရက်တွေ Amscrit အမိန်ပေးလမ်းကြောင်းတွေပါဝင်ပြီးဓာတ်ရိုက်ပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့ပါတယ်နိုင်ငံတကာကသူတို့ရဲ့နောက်ဆုံးပေါ်စွမ်းရည်တွေကိုထုတ်ဖော်ပြသပြီးနောက်အဲ့ဒီစနစ်တွေကပြန်လည်တိတ်ဆိတ်မသွားခင်မှာဓာတ်တွေကို Yuri Ivanov ကရှာဖွေဖို့ရောက်ရှိလာခဲ့တာပါမာမန်ဆက်ဒါမှမဟုတ် Sivromos မှာခြေဆိုင်တဲ့ရုရှားရင်ကုန်သင်္ဘောတွေဟာ ဘရန့်စ်ပင်လယ်ကနေပိုချယ်ပြက်နဲ့မြောက်အတ္တလန္တိတ်မုတ်တရားစီသွားဖို့ဒီချင်းမြောင်းတဲ့လမ်းကြောင်းကိုဖြတ်တန်းရပါတယ်။နိုင်ငံတကာကလည်းဒီရေကြောင်းလမ်းကြောင်းကိုတိမ့်ငှက်လို့စောင့်ကြည့်နေပါတယ်။အကြောင်းကတော့ဒီမှာရင်းကုတ်သိမ်းမောတစ်စီးကိုခြေရာခံမှုလွဲချော်သွားရင် နောက်တစ်ချိန်ပေါ်ထွက်လာတဲ့အခါနယူးယောက်ကန်ရန်ကိုတိုက်ခိုက်ခံရမှာပါ။ဒါကြောင့် Shetland Jones တွေ Hapris နဲ့ Iceland ကြားကရေမိုင်တိုင်းဟာ Solar Arrays ပင်လယ်အောက်ခြေအာယုန်ခံကရိယာတွေရေအောက်ကေဘယ်ဖမ်းယူကရိယာတွေနဲ့ နိုင်ငံတကာရဲ့စင်စက်မပြတ်ကင်းလှည့်မှုတွေနဲ့ပြည့်နှံ့နေပါတယ်။ဒါဟာရုရှားကပြီးခဲ့တဲ့စစ်သွင်းနှစ်တွင်ဒီဒေသမှာလှုပ်ရှားမှုတွေကိုတဖြည်းဖြည်းတိုးမြင့်လာတဲ့အကြောင်းရင်းလည်းဖြစ်ပါတယ်။2014ခုနှစ်ခရိုင်းမီးယားသိမ်းပိုက်မှုကလေးကမော်စကိုဟာရိုးရာစစ်သည်မော်တွေနဲ့မကဘဲလူဝတ်ထောင်လိုင်းရေးမစ်ရှင်တွေဖျက်ဆီးမှုလုပ်ငန်းတွေခြေရာခံမှုခတ်ခဲတဲ့ရေအောက် drone platform တွေနဲ့မတူညီတဲ့ရေတပ်နှီးပြူဟာတွေမှာအများအပြားရင်းနှီးမြှုပ်နှံခဲ့ပါတယ်။2017ခုနှစ်ရုရှားသင်္ဘောတစ်စီးဟာ နော်ဝေရဲ့အရေးကြီးတဲ့ရေအောက်အဆောက်အဦတွေကိုမြေပုံရေးဆွဲမှုနဲ့ဆွတ်ဆွဲခံခဲ့ရပါတယ်။2022ခုနှစ်မှာ North Spring Pipeline ဟာဖျက်ဆီးမှုတစ်ခုမှပျက်စီးခဲ့ပါတယ်။ဘသူမှတာဝန်ယူမှုမဖုတ်မထုတ်ဖော်ခဲ့ပေမဲ့တန်တရားတွေကရုရှားဘက်ကိုညွှန်ပြခဲ့ပါတယ်။အခု2025ခုနှစ်မှာတော့ဒီပုံစံဟာဆက်လက်ဖြစ်ပေါ်နေုံနဲ့မကဘဲပိုပြင်းထန်လာခဲ့ပါတယ်။ပြည်တယ်ရဲ့ကာဝေးဝင်ကြီးဌာနကပြီးခဲ့တဲ့18လအတွင်း Scotland အနောက်ဘက်ကန်ယူရန်အနီးမှာ ဖော်ထုတ်မှထားတဲ့ရေအောက်အဆက်အသွယ်တွေအကျိန်ပေါင်းများစွာသိရှိတွေ့ရှိခဲ့တယ်လို့မကြသေးခင်ကအတည်ပြုခဲ့ပါတယ်။ယူရီအိုင်ဗန်နော့ဖ်တမောဟာနိုင်ငံကရဲ့အကြီးအကျယ်ဆုံးလေးချောင်းနဲ့ဒုံးကြီးကာဝေးလေးချင်းမှုပြီးဆုံးပြီးနောက်ဗြိတိရှားကန်ယိုရန်အနီးမှာပေါ်ထွက်လာတဲ့အခါဒုံးကြီးတွေဘုံတွေစားဟိုက်ဒရိုဖုန်းနဲ့မြင့်မားတဲ့လှိုင်းတုံးအင်တနာတွေနဲ့ရေအောက်ရေမျက်နှာပြင်အောက်မှာဆင်ထွက်တဲ့စည်ရေးလှုပ်ရှားမှုတစ်ခုပါ။ HMS Dragon ရဲ့ရှိနေမှုဟာဟန်တားမှုတစ်ခုပါ။ အလွန်ဖိအားပေးလို့ရင်စစ်ဖြစ်ဖို့အန္တရာယ်ရှိပါတယ်။အလျှော်ပေးရင်အတုံးချခံရဖို့ဖိတ်ခေါ်ရရောက်ပါတယ်။ဒါပေမဲ့2025ခုနှစ်မှာရုရှားကအာသာချက်ရှာဖွေနေပြီးနိုင်ငံတကာကသူ့ရဲ့ပတ်ဝန်းကျင်ကိုခိုင်မာအောင်လုပ်နေချိန်မှာဒီအေးဆက်တဲ့ရေပိုင်းတဲ့ဟာဥရောပရဲ့ဗျူဟာမြောက်စစ်ပွဲဖြစ်ပေါ်နိုင်တဲ့နေရာတစ်ခုဖြစ်လာခဲ့ပါတယ်။2014ခုနှစ်ကတည်းကဗြိတိရှားတော်ဝင်ရေတပ်ကဗြိတိရှားနယ်မြေရေပိုင်းတဲ့အတွင်းနဲ့အနီးတစ်ဝိုက်မှာပုံမှန်မဟုတ်တဲ့လှုပ်ရှားမှုတွေရဲ့မြင့်တက်လာမှုကိုဖော်ပြခဲ့ပါတယ်။ 2011ခုနှစ်မှာရုရှားစစ်သည်မော်အဒမိုင်ယယ်ဂစ်ဂရိုဗစ်အပါဝင် သင်္ဘောအုပ်စုကိုအင်္ဂလိပ်ရေလက်ကြားအပြင်ဘက်မှာတွေ့ရှိခဲ့ပါတယ်။တတိပေးချက်ဖြစ်ပေါ်လာအောင်နီးကပ်လုံးမိမဲ့နိုင်ငံတကာဥပဒေနဲ့နိမိတ်အတွင်းမှာရှိနေခဲ့ပါတယ်။ HMS Richmond နဲ့ HMS Kent တို့ကိုတုံ့ပြန်မှုဖြင့်အလင်းမြန်ဆေလွတ်ခဲ့ပါတယ်။အဲ့ဒီနှစ်မှာပဲ British Sonar Operator တွေကမြောက်ပင်လယ်မှာနိုင်ငံတကာသင်္ဘောတစ်စီးမှမဟုတ်တဲ့အတန်လက္ခဏာတွေကိုမှတ်တမ်းတင်ခဲ့ပါတယ်။ဒီနှစ်ခေတ်ရဲ့ ရေတောင်စစ်တူရင်ပုတ်ပြားမှာတိတ်ဆိတ်မှုဟာတခါတရံကျဲလောင်မှုထက်ပိုအနေရများပါတယ်။မြောက်ပင်လယ်အောက်ခြေမှာဖြတ်တန်းနေတဲ့အရေးကြီးဆက်သွယ်ရေးကေဘယ်ရီအနီးမှာတန်တရာတွေတိုးပွားလာခဲ့ပါတယ်။ရုရှားရဲ့နက်ဆိုင်တဲ့ရင်ကုန် drone တွေရောက်ရှိလို့လာနေပါတယ်။ကမ္ဘာသတင်းကောင်းကြီးပိုင်းတွေကယူကရိန်းမှာရက်ဆက်တဲ့တင်ကားတွေမြေပြင်ခံတပ်တွေ drone အုပ်စုတွေပေါ်မှာအာယုံစူးဆိုင်နေချိန်မှာရုရှားရဲ့ရေတပ်ဟာတိတ်ဆိတ်စွာပြန်လည်ချိန်ညှိခဲ့ပါတယ်။အာတိတ်နဲ့မြောက်အတလိုင်းတွေမှာ တို့ရဲ့ရှိနေမှုဟာတိုးပွားလာခဲ့ပါတယ်။ရုရှားဖရီဂိတ်သင်္ဘောတွေဟာအိုင်ယာလန်ပင်လယ်ကိုဖြတ်သန်းသွားခဲ့ပါတယ်။ရင်းငုံသင်္ဘောတွေဟာနိုင်ငံတကာလေ့ကျင့်မှုတွေကိုလိုက်နာခဲ့ပါတယ်။2024ခုနှစ်မှာဒီပူဟာရင့်ကျက်လာခဲ့ပါတယ်။ Strategy Clax Corbett သင်္ဘော RFS Stocky ဟာအင်္ဂလိပ်ရေလက်ကြားကိုဖြတ်သန်းတဲ့ရုရှားလန်တင်ထားတဲ့ကုန်တင်သင်္ဘောတွေကိုကာကွယ်ပေးနေတာကိုတွေ့ရှိခဲ့ပါတယ်။သူတို့ကစီးပွားဖြစ်လို့ဆိုခဲ့ပေမဲ့ သူတို့ရဲ့လမ်းကြောင်းနဲ့လှုပ်ရှားမှုတွေကတမျိုးတစ်ပုံပြောနေပါတယ်။တော်ဝင်ရတဲ့က HMS Library နဲ့ HMS Howard မိုင်းရှာဖွေတဲ့သင်္ဘောနှစ်စီးတို့ကိုတုံ့ပြန်ခဲ့ပြီးတန်တရားဖြစ်ပွဲလှုပ်ရှားမှုတိုင်းကိုခြေရာခံဖို့ခြေချောင်းကင်းလှည့်လေရင်တွေကိုဖြန့်ကျက်ခဲ့ပါတယ်။ပြီးတော့2025ခုနှစ်မေလမှာ Yuri Ivanov ရောက်ရှိလာခဲ့ပါတယ်။ရုရှားရဲ့ရည်မှန်းချက်ဟာရေတက်စစ်ပွဲကိုအနိုင်ယူဖို့မဟုတ်သေးပါဘူး။ဒါဟာနိုင်ငံတကာရဲ့အစင်းသင်းဖြစ်မှုကိုရှင်းချဖို့ မတေချာမှုတွေကို ဖြစ်ပေါ်စေဖို့ပြီးတော့ငိမ့်ညံ့တဲ့ကာလမှာစစ်ပွဲဖြစ်ခဲ့ရင်တာလွန်အားသာချက်ရဖို့လုံလောက်တဲ့ထောင်နိုင်ရေးအချက်လက်တွေကိုစုဆောင်းမှုပါကမ်းခြေကိုသိမ်းပိုက်ဖို့မလိုပဲရေဒါကိုနှောက်ယှက်ပြုလုပ်လို့ရရင် လေယာဉ်တင်သင်းမအုပ်စုရဲ့ထွက်ခွာခြင်းကိုသိထားရင်တကယ့်စစ်ပွဲမှာတော်ပီဒိုတွေပြစ်လွတ်ဖို့မလိုအပ်ပါဘူးဒီလိုဆိုရင်ရင်ကုန်သင်းမတွေနေရာအနှံ့မလိုအပ်ပါဘူးအရေးကြီးတဲ့နေရာတွေမှာသာလိုအပ်ပါတော့မယ် HMS Dragon လို့တင်မောပေါ်ကတင်မောသားတွေဟာဒီအတွက်လေ့ကျင့်ထားပါတယ် automatic identification system အချက်ပြမှုမှိန်နေတဲ့သင်္ဘောတိုင်းဟာ drone တင်သင်္ဘောတစ်စီးဖြစ်နိုင်ပါတယ်။ဒါကြောင့် Yuri Ivanov ဖြစ်ရဟာအရေးပါလာခဲ့ပါတယ်။ဒါဟာအချုပ်ချာအာဏာစမ်းသပ်မှုတစ်ခုလည်းမဟုတ်ပါဘူး။ဒါဟာစစ်ပွဲအဆင့်အသင့်ဖြစ်မှုကိုစမ်းသပ်တာပါ။ဒါဟာသတိပေးချက်တစ်ခုလည်းဖြစ်ပါတယ်။နိုင်ငံတကာရဲ့ကာဝေးရေးစနစ်တွေဟာစနစ်တစ်ခုပြီးတစ်ခုလိုင်းလုံးတစ်ခုပြီးတစ်ခုမြေပုံရေးဆွဲခံနေရပါတယ်။ဒီ AGI mission တွေကတစ်ချိန်တည်းမဟုတ်ပါဘူး။ ဒါတွေကလေ့ကျင့်မှုတွေပါစစ်ကာလအတွက်ပြင်ဆင်မှုငြိမ်းချမ်းရေးကာလမှာလှုပ်ဆောင်တဲ့ကစားပွဲတွေပါတကယ်လို့ Baltic ပင်လယ်နဲ့ဒါမှမဟုတ်အပြင်ဘက်မှာရန်စွဲဖြစ်ပေါ်လာခဲ့ရင်ရုရှားဟာ electronic ထောက်လှမ်းရေးအချက်လက်တွေရဲ့လက်နက်တူလောင်ယုံတစ်ခုကိုရရှိထားပြီးဖြစ်ပါလိမ့်မယ်ဒါကြောင့် HMS Dragon က Yuri Ivanov ကိုခြေရာခံခဲ့တဲ့အခါဒါဟာရိုးရှင်းတဲ့ကာဝယ်မှုတစ်ခုတွေမဟုတ်ပါဘူးဒါဟာသတင်းစကားတစ်ခုပါပြန်လည်တုံ့ပြန်မှုတစ်ခုပါ ရုရှားကစောင့်ကြည့်နေချိန်မှာနိုင်ငံတကာကလည်းပြန်လည်စောင့်ကြည့်နေတယ်ဆိုတဲ့သတိပေးချက်တခုပါရုရှားသင်္ဘောဟာနောက်ဆုံးမှာအာတိတ်စီကိုရင်ဆိုင်မှုမရှိဘဲမြောက်ဘက်သို့လှည့်ထွက်သွားခဲ့ပါတယ်ဒါပေမဲ့တင်းမာမှုဟာယူရီအိုင်ဗန်နော့ဖ်နဲ့အတူပျောက်ကွယ်မသွားပါဘူးဒါဟာအနေအထားပြောင်းလဲသွားရုံပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ